ကာတာကနာ writing လေးတွေရေးပုံရင်းနှီးလေးတွေကိုမိဆက်ပေးမှဖြစ်ပါတယ်ဒီကာတာကနာ writing ကကြတော့ဘာလို့တင်ကြရလဲဆိုလို့ရှိလို့ရှိရင်ကျွန်တော်နော်ဂျပန်မှာမွေးစက်စကလုံးတွေတုံးပြီးရေးတဲ့ဟာမျိုးပေါ့နော်မွေးစက်စကလုံးတွေဥမာကြတော့ကာလို့ဘာလို့ဒါမျိုးရေးတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးရေးတဲ့ဟာမျိုးကကားလိုနိုင်ငံတခြားနိုင်ငံတွေနာမည်တွေပေါ့ဘယ်လိုဟာမျိုးလဲဆိုတော့အမေရိကလိုအီယန်နော်အီဂရီဆိုတော့အင်္ဂလန်တို့အဲ့လိုမျိုးဟာမျိုးတွေရေးတဲ့အခါမှာဆိုလို့ရှိရင်လို့ရှိရင်တော့ကျွန်တော်ဒီကာတာကနာနဲ့ရေးရတာပေါ့နော် ကရအဲ့တော့ဒီကရဟဏ46လုံးကိုလည်းတိထားပါဖြစ်ပါတယ်နော်သူကနောက်တော့ဤသင်ဆွဲအလင်ငါတွေမှာလည်းပဲတောင်းနေပါတော့မိုးရွာတဲ့အတန်တွေမိုးရွာတာဝေါ်ဝေါ်လို့ဇာဇာအဲ့လိုမျိုးအတန်လေးတွေပေါ့နော် ဲ့လိုအတန်လေးကိုလည်းဒီကာတာကတာအတန်နဲ့ရေးတယ်နောက်တစ်ခုကကျတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကိုအဓိက topic အနေနဲ့ပြောချင်တဲ့အားများမျိုးဆိုလို့ရှိရင်လည်းဒီကာတာကနာစကလုံးလေးနဲ့ပြောပြီးတော့မှရေးတဲ့အားမျိုးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကာတာကနာ46လုံးကလည်းမသိမဖြစ်တဲ့စကလုံးလေးဖြစ်တဲ့အကြောင်းကိုဒီ46လုံးကိုလည်းဆက်ပြီးတော့မှရေးချင်းကြည့်ရအောင်နော်အဝေးပထမဆုံးတွေ့တဲ့အဆိုတဲ့စကလုံးလေးကိုရေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နော်ဘယ်ကနေညာကိုအတက်လေးတစ်ချက်ဆွဲမယ် ပြီးရင်အောက်ကိုတစ်ချက်လေးလာမယ်ပြီးရင်အိုက်ကောင်လေးကိုဝါပြီးတော့မှနော်အောက်ဘက်ကိုဒီလိုတစ်ချက်ဆွဲပါမယ်ဒါဆိုရင်စုစုမှာဆုပ်ချက်ကတော့နှစ်ချက်ပဲရှိရပါတော့ဆုပ်ချက်ကနှစ်ချက်ပဲရှိရဒီကောင်လေးကတော့အဆိုတဲ့စကားလုံးလေးဖြစ်တယ်ဟုတ်ပြီနောက်အီဆိုတဲ့စကားလုံးလေးကကျတော့ဆောင်းဆောင်းလေးတစ်ချက်ဆွဲရပါတော့အပေါ်ကနေအောက်ကိုဒီလိုဆောင်းဆောင်းလေးတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်အလေကောင်းနေပေါ်မှာတစ်ချက်ချက်ချလိုက်ဒါလေးကအီပေါ့နော်စကားလုံးလေးဟုတ်ပြီနောက်ဆိုတော့ ဥဆိုတဲ့စကားလုံးလေးကကြတော့အပေါ်ကနေပြီးမှအောက်ကိုတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်ဒုတိယဒီကောင်လေးရဲ့ဒီဘက်ဘေးနားလောက်မှာအောက်ကိုတစ်ချက်ဆွဲမယ်ပြီးဟိုဘက်ဒီဘက်ကိုညအနေနဲ့ဆွဲရမယ်ပြီးရင်အောက်ကိုဒီလိုလေးဝိုက်ဆွဲရမယ်ဒါဆိုလို့ရှိရင်တော့ဥဆိုတဲ့စကားလုံးလေးဖြစ်သွားမယ်နော်အာအီဥ ပြန်တော့ခေါ်ကြတော့ a ဆိုတဲ့စကားလုံးလေးပေါ့နော်ဒါကတော့ a ဆိုတဲ့စကားလုံးကလွယ်လွယ်လေးပဲကျွန်တော်တို့အင်္ဂလိပ်အခေက i အကြီးနဲ့အတူတူပဲပေါ့နော်ဆွဲရမှာလည်းအဲ့လိုပုံစံလေးပဲအပေါ်ကတစ်ချက်ဆွဲမယ်ပြီးအလေကောင်မှာတစ်ဖက်ဖြတ်မယ်ပြီးနောက်တစ်ခုကကြတော့အပေါ်ကကောင်တဲ့နည်းနည်းလေးမဆိုးတဲ့တော့လေးရှေ့ပြီးတော့မှဆွဲလိုက်မယ်ဒါဆိုရှင်တော့ဒါ a ဆိုတဲ့စကားလုံးလေးပေါ့နော် okay နောက်တစ်ခုကကြတော့ o ဆိုတဲ့စကားလုံးလေးကကြတော့ဘယ်ကနေညာကိုတစ်ချက်ဆွဲမယ်အလေကောင်နဲ့ပြောတော့ကဟာဆောင်းဆောင်းလေးတစ်ချက်ဆွဲမယ် မဆုတ်ချက်အခက်လေးပါမယ်နော်ပြီးရင်ဒီကောင်အလေကောင်းနေပြီမတစ်ချက်ဒီဘက်ကအောက်ကိုဆင်းပြီးမှဆွဲချပါမယ်ပေါ့နော်ဒါဆိုရှင်တော့အိုးဆိုတဲ့စကလုံးလေးဖြစ်သွားပါတယ်ဟုတ်ပြီအာအီဥအေအိုပြီးတော့ခဆိုတဲ့စကလုံးလေးဆွဲပါမယ်ခဆိုတဲ့စကလုံးလေးကိုမဆွဲခင်မှာကျွန်တော်ကျွန်တော်တို့ဟီရာကနာတော့ရေးခဲ့တဲ့ခလေးကိုတန်ပြပါမယ်ဟီရာကနာခလေးကကျတော့ဒီလိုလေးပေါ့နော် အပိတ်လေးတစ်ချက်ပါတယ်။နော်အပိတ်လေးတစ်ချက်ပါတာကြတော့ဒီလိုပုံစံမျိုးလေးဖြစ်သွားပြီးတော့မှဒီကာထာခဏမှာကျတော့ကျွန်တော်အပိတ်ပုံစံမျိုးမပါဘဲနဲ့အကုန်လုံးကလည်းပဲအဝိုက်ပုံစံမျိုးဒေါင်းဆန်ဆန်လေးဆွဲမယ်ပေါ့နော်။ဒေါင်းဆန်ဆန်လေးဆွဲမယ်၊လေးဒေါင်းဆန်ဆန်လေးဆွဲမယ်၊ဒီအောက်လာတဲ့လေးဒေါင်းဆန်ဆန်လေးပဲဆွဲလိုက်တယ်။ပြီးရင်ဆွဲချစလုံးနဲ့လည်းတက်တက်လေးဆွဲချ။ဟုတ်နားအနားလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘလိုဖောင်းမယ်ဆိုလို့ရှိရင်ဒီမှာဒေါင်းလေး နော် down လေးတွေဖြစ်နေတာကိုတွေ့ရပါမယ်ကာတာကနာမှာကျတော့ကျွန်တော်ကျွန်တော်ဒီမှာ white ကလေးတွေပေါ့နော်နော်ဒီမှာ white ကလေးတွေဒီမှာ white ကလေးတွေတွေ့ရမှာဖြစ်ပြီးတော့မှာနော်ဒီမှာကာတာကနာမှာကျတော့အချွန်းလေးနဲ့ဆွဲရတာဖြစ်ပါတယ်ဟုတ်ပြီနောက်ခုကျတော့ key key လေးလည်းအဲ့လိုပါပဲနော်ကျွန်တော်ဒီ key ကာကနာမှာတော့ကျတော့အပေါ် white လေးတစ်ချက်ဆွဲတယ်ဒီလိုတစ်ချက်ဆွဲထားတယ်ဒီလိုလေးလာပြီးတော့မှာအောက်ကအပိတ်လေးနဲ့သာသွားထားတာကျတော့နော် key ကာကနာရဲ့ key လေးပါနော် key ကာကနာ key လေးပါ ။ပြီးလို့ဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ဒီကတာကနာခိလေးဆွဲမဲ့အခါမှာကျတော့သူကကျတော့ဒဲလေးဆွဲမယ်၊ဘေးရည်ညာဒဲတစ်ချက်ဆွဲမယ်။နောက်တဲ့ဒဲလေးတစ်ချက်ဆွဲတယ်။ပြီးရင်အလေကောင်းနေမှာပါဆောင်းဆောင်းလေးတစ်ချက်လေးဖြတ်စင်းချတယ်။ဗန်မျိုးလေးပေါ့နော်။နော်ဒီဘက်ကကျတော့သူကခိတာကနာနော်ဒီဘက်ကကျတော့ကတာကနာဖြစ်သွားတယ်။ဟုတ်ပြီဒါကြခုလေးဆွဲမှာကျတော့ဒီကောင်ကျတော့ဟိုခိတာကနာနဲ့သိပ်ပြီးတော့မဆင်တော့တဲ့အတွက်ကြောင့်သူချာလေးမှတ်ပါမယ်။ဆွဲမှာကျတော့အပေါ်ကနေအောက်ကိုဆောင်းဆောင်းလေးတစ်ချက်ဆွဲမယ်။ ပြင်အိုက်ကောင်အလေကောင်လောက်နေပြီးတော့မဆွဲမယ်အောက်ဘက်ကိုဒီမျိုးတစ်ချက်ဆွဲသွားချာသူ့ကစုပ်ချက်ကနှစ်ချက်ပဲရှိပါတယ်နော်ဒါလေးကခုဆွဲထားစကလုံးလေးပါပြင်နောက်တစ်ခုကခဲ့ခဲ့လေးကကြတော့လေခုနကခုလေးဆွဲတဲ့နည်းခက်ဆန်ဆန်လေးပဲဆွဲမယ်ဆိုပေမဲ့လို့သူကဘေးကနေညာတစ်ချက်ဆွဲတယ်နော်ပြီးအလေကောင်နဲ့တစ်ချက်ဖက်မယ်အဲ့အလေကအောက်ကနေမှနောက်ကိုတစ်ချက်ထပ်ပြီးတော့မှဖြတ်ချရတယ်ပေါ့နော်သူ့ကစုပ်ချက်က၃ချက်ရှိပါတယ်ပြန်ဆွဲပြမယ်ဆိုလို့ရှိရင်တစ်ချက် နှစ်ချက်အလင်းကောင်းတစ်ချက်ပြချလိုက်မယ်သုံးချက်ဒါလေးကခဲ့ဆိုတဲ့စကားလုံးလေးပါခိုဆိုတဲ့စကားလုံးလေးဆိုရင်ခိုဆိုတဲ့စကားလုံးလေးဆိုရကြတော့နော်ဂျပန်စာကဆွဲတဲ့နေကြအတိုင်းပဲဘယ်ကနေညာကိုဆွဲမယ်အပေါ်ကနေအောက်ကိုဆွဲမယ်ဒီမှာကျတော့ဘယ်ညာအပေါ်အောက်ကိုတစ်ခါတည်းတစ်ချက်တည်းအရင်တန်းဆွဲပါတယ်ခိုလေးမှာဒါလေးကတစ်ချက်ပေါ့နော်ပြီးလို့ရှိရင်ထိတ်ကလေးဒီကောင်လေးရဲ့ဒါဆင်းရီမှာထိတ်ကလေးကနေပြီးမှဒီဘက်ကိုဆွဲချပါတယ်ခိုဆိုတဲ့စကားလုံးလေးဖြစ်သွားပါတယ်ဟုတ်ပြီနောက်တစ်ခုကကျတော့စ လေးဆွဲရမှာကျတော့ဘေးကနေညာတစ်ချက်ဆွဲမယ်ပြီးဒီကောင်စိတ်မှန်လေးနဲ့သုံးမှန်းပိုင်းလိုက်ပြီးတော့မှာနောက်ပထမဆုံးတစ်ချောင်းကဒီမှာတစ်ချက်ဆွဲမယ်နောက်တစ်ချက်ကဒီကောင်လေးရဲ့ take အတူတူလောက်နေမှာတစ်ချက်အောက်ကိုဆွဲချပါအောင်မယ်ဒီဘက်လာလိုက်မှာဒါဆဆိုတဲ့ဘလုံးလေးဖြစ်သွားမယ်ပြီးနောက်တစ်ခုကရှီဆိုတဲ့ဘလုံးလေးရကြတော့နော်ဟာဘေးကျွန်တော်ဘေးဘက်အချမ်းလေးတွေ့မယ်ပေါ့နော်ဒီမှာတစ်ချက်နှစ်ချက် ပြင်ဒီအောက်ကနေပေါ်မှာဒီလိုလေးအပင့်နေတယ်သွားမယ်ပေါ့နော်သူ့ကိုဟိုသတိထားရမှာကြတော့သူကဒီဘက်အချမ်းလေးညီတယ်ပေါ့နော်နော်အခုတက်လာတဲ့ line အချမ်းလေးကညီမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါရှီဆိုတဲ့စကလုံးလေးဖြစ်သွားပါမယ်ဟုတ်ပြီနောက်တစ်ခုကကြတော့စုဆိုတဲ့စကလုံးလေးပါစုဆိုတဲ့စကလုံးလေးကကြတော့ဆွဲမယ်ဆိုလို့ရှိရင်ဒီကောင်လေးကတစ်ချက်အရင်ဆွဲမယ်ပြီးအလေကောင်းတွေမှာဒါကိုတစ်ချက်ဆွဲမယ်ဒါစုဆိုတဲ့စကလုံးလေးပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ဆက် ဆဲ့ဆိုတဲ့စကောင်းလေးကတော့ဘေးကနေညာတစ်ချက်ဆွဲမယ်မိုင်မိုတစ်ချက်ဆွဲမယ်ပြီးတော့မှအပေါ်ကနေပြီးတော့မှဒီဘက်ကိုခါလေးဝိုက်ပြီးတော့မှဆဲ့ချလာတယ်အဆုံးကျင်သူကဆုတ်ချက်ကနှစ်ချက်ပဲရှိတယ်ဆဲ့ဆိုတဲ့ကလုံးလေးပါဟုတ်ပြီနောက်တစ်လုံးကကျတော့ဆူဆိုးတဲ့ကလုံးလေးကိုရေးပြပါမယ်ဆူဆိုးတဲ့ကလုံးလေးကကျတော့နော်အပေါ်ကနေအောက်ကိုဆောင်းဆောင်းလေးတစ်ချက်ဘာမျိုးတစ်ချက်ဆက်မယ်ပြီးဒီကောင်းတဲ့ဒန်းတူကနေပြီးတော့မှဒီဘက်ကိုသူကဆွဲချပါမယ်ဒါဆူဆိုးတဲ့ကလုံးလေးပေါ့နော်ဆို အဲ့မှာသူကသတိထားမဲ့တစ်ခုကကြတော့သူကဒီအပေါ်ပိုင်းလေးညီလာပါเนาะဆိုဟုတ်ပြီနောက်တစ်ခုကကြတော့တရှိစုတဲတူအတန်းဖြစ်တဲ့တလေးကိုဆွဲမယ်ဆိုလို့ရှိရင်ခေါင်းလေးကလည်းရှေ့အားဆဲထားတဲ့ခုလေးကိုခဲ့လေးကိုနဲ့ဆွဲပုံစံမျိုးလေးတူတူပဲဒါလေးတစ်ချက်အရင်ဆွဲမယ်เนาะပြီးရင်ဒီခေါင်းလေးကဒီဘက်ကိုလာလိုက်တယ်ဟောခုနအတိုင်းဆိုလို့ရှိရင်ခုလေးနဲ့တူနေတယ်အဲ့ဒါကမှအလေကောင်းနေမှာဒီလိုလေးတစ်ချက်ထက်ချွာလေးပို့သွားတယ်ပေါ့နော်ဒါကောင်ဆိုရှင်ဒီကောင်က တဆိုတဲ့ကလုံးမျိုးပဲဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုကတော့ချီချီလေးဆက်ရမယ်ဆိုတော့နော်အပေါ်ကနေဒီဘောမှာဆောင်းဆောင်းလေးတစ်ချက်ကဆောင်းဆောင်းလေးတစ်ချက်ဆက်မယ်။ပြီးရင်ဒီကောင်ကျွန်တော်အလေကနေလို့မှာအရှိလေးတစ်ချက်ဆက်မယ်။ပြီးနှစ်ခုလုံးအလေကောင်းတယ်ကိုကိုလေးနဲ့ဒီဘောကိုဖြတ်သွားမယ်ပေါ့နော်။ကိုကိုလေးနဲ့တစ်ချက်ဖြတ်သွားမယ်။အဲ့ဒီမှာကျွန်တော်တတိထားမဲ့ဟာလေးကနော်ဒီလိုကြီးလာတယ်ဒီလိုကြီးလာတယ်လို့ရှိရင်တန်းတန်းမဆွဲဘူးเนาะတန်းတန်းဆွဲလို့ရှိလို့ရှိရင်ဒီကောင်လေးကသကလုံးတစ်လုံးရှိပါတယ် ဘာကတော့တော့ ASEAN SAN ဆိုတဲ့เนาะ INOA เนาะတထောင်ပေါ့เนาะတထောင်ဆိုတဲ့ဟာနေသွားပြီးတော့မှဆင်တဲ့အတွက်ကြောင့်မလို့ဒီလိုပုံစံကမဆွဲပါဘူး in su su လေးဆွဲတဲ့အခါမှာကြတော့เนาะကျွန်တော်အပေါ်ကနေပြီးမှနှစ်ချက်အညီလေးဆွဲမယ်တစ်ချက်နှစ်ချက်ဒီဒီဘက်ကနေပြီးမှမှဆွဲချလိုက်တယ်ဒါလေးက su เนาะဒီမှာကြတော့ကျွန်တော်တို့ဘာလေးသွားပြီးတော့မှညီမယ်လဲဆိုလို့ရှိရင်เนาะเนาะ ဒီထိပ်ပိုင်းလေးကသွားပြီးတော့ပြီးပြီ။ဒါလေးကကြတော့เนาะတိရ။ Okay နောက်တစ်ခုကကြတော့အာတဲ့တဲ့လေးကကြတော့အပေါ်ကတစ်ချက်ဆင်းမယ်။ပြီးရင်အလေကောင်းကမှဒီလိုတစ်ချက်ဆင်းမယ်။ပြီးဒီကောင်လေးကိုမှထိပ်ပြီးတော့မှဒီဘက်ကိုတစ်ချက်ဆင်းလိုက်မယ်။ဒါဆိုရင်တဲ့ဆိုတဲ့ကလုံးလေးပဲဖြစ်ပါတယ်။နောက်တစ်ခုကတူတူကကြတော့အပေါ်ကနေအောက်ကိုကျွန်တော်တစ်ချက်ဆင်းမယ်။ ီနေ့အိုက်စကဆွလိုက်တဲ့နော်အချောင်းလေးကနေအပေါ်ကနေရေးမယ်ဆိုလို့ရှိရင်တော့စိတ်မှန်လေးနဲ့သုံးပုံပုံပုံလိုက်မယ်ဆိုလို့ရှိလို့ရှိရင်ဒုတိယတပုံလောက်ကနေပြီးတော့မှဆွဲချလိုက်မယ်ဒီဘက်ကိုဆက်ထွက်လိုက်တယ်ပေါ့နော်ဒါလေးကတူဆိုတဲ့စကလုံးလေးပါနားဆိုတဲ့စကလုံးလေးကကျတော့ကျွန်တော်တို့ဘေးကနေညာကိုချက်နော်ဆွဲမယ်ပြီးအလဲကောင်းနေပြီးတော့မှတစ်ချက်ဖြတ်ချလိုက်မယ်ဖြတ်ချလိုက်ကမှဒီလိုတန်တန်လေးအရင်လာလိုက်မယ်ပေါ့နော်တန်တန်လေးအရင်လာမယ်ဒီနားလောက်တိရအောင်ဒီဘက်ကိုခွေချလိုက် ဟာနဆိုတဲ့ဇာတ်လမ်းလေးပါပြန်ဆွဲပြပါမယ်တစ်ချက်နှစ်ချက်ပေါ့နော်နာလို့ရှိရင်နိဆိုတဲ့ဇာတ်လမ်းလေးတစ်ချက်သွားပါမယ်ဟုတ်ပြီနိဆိုတာကကျတော့ဘယ်ကနေညာအောင်တစ်ချက်ဆွဲမယ်ဟုတ်ပြီနောက်ထပ်သူအောက်ကနေပြီးတော့မှထပ်ပြီးတော့မှဘယ်ကနေညာတစ်ချက်ဆွဲလိုက်မယ်အောက်ကအချက်ကနည်းနည်းလေးပူရှိတာကိုသတိထားပေးရပါမယ်ပြီးရင်နုဆိုတဲ့ဇာတ်လမ်းလေးသွားအောင်မှာကျွန်တော်အရှိမဆွဲနေကြတဲ့အတိုင်းခုလို့ဥလို့ဆွဲတဲ့အတိုင်းလေးပဲပေါ့နော် အချက်လေးဒါလေးအရင်ဆွဲလိုက်ရဲ့ပြီးရင်အလေကောင်းနေပြီမှာဒီလို white white တစ်ချက်ထပ်ချလိုက်လေပေါ့နော်အားဒီစကလုံးလေးကတော့နုဆိုတဲ့စကလုံးလေးပဲဖြစ်ပါဟုတ်ပြီနောက်တစ်ခုကတော့ neck ဆိုတဲ့စကလုံးလေးပါ neck ဆိုတဲ့စကလုံးလေးကတော့ခေါင်းလေးတစ်ချက်ကျွန်တော်အရင်ဆွဲမယ်ပြီးခုနကဆွဲနေကြတိုင်းပဲ foot လို့ခုလို့ဆွဲနေကြတဲ့အတိုင်းပဲနော်တစ်ချက်ဆွဲချလိုက်မယ်ပြန်ခုနကခေါင်းလေးဆွဲထားအောက်ကနေပြီးတော့မှထပ်ပြီးတော့မှမီးလေးတစ်ချက်ထပ်ဆွဲရတယ် အဲ့ဒီပြီးွားတော့မှဒီဂျားလေးရဲ့နေပုံမှာအချက်ရေဘက်ကိုဆွဲသွားတယ်ဘေဘက်ကိုပေါ့နော်အာညာဘက်ကိုဆွဲသွားလိုက်တယ်ခါဆိုလို့ရှိရင်သူကနဲ့ဆိုတဲ့စကားလုံးကြီးဖြစ်သွားတယ်နော်ဆုပ်ချက်ကတော့သူကတစ်ချက်နှစ်ချက်သုံးချက်လေးချက်ဆုပ်ချက်ကတော့ဒေးချက်ရှိပါမယ်ပေါ့နော်ဟောပြီနားခေါက် no no လေးရဲ့ကျတော့ဆုပ်ချက်ကတစ်ချက်တည်းရှိတယ်ဒီကောင်ကအပေါ်ကနေပြီးတော့မှအောက်ကိုဆွဲတယ်ဆိုပေမဲ့လို့ကျွန်တော်ဘေဘက်အချမ်းကိုယူပြီးတော့ဆွဲပါမယ်အပေါ်နဲ့အောက်ကိုဆွဲမယ်ဘေဘက်အချမ်းကိုယူပြီးတော့ဆွဲပါမယ် ါဒါဆိုရင်ဒါ no ဆိုတဲ့စကားလုံးလေးပါဟုတ်ပါပြီ no ကတော့လိုလေလေးပါ no ရတစ်ချက်လေးပဲပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ကျွန်တော်တို့ဟောဟာဟီဖူဟဲဟိုဆိုငါးလုံးလေးဆက်သွားပါမယ်ဟာလေးဆိုတဲ့အခါမှာကျတော့နော်အပေါ်ကနေအောက်ကိုဆွဲမှာပါပထမဆုံးဒီကောင်လေးကကြတော့ကိုယ့်ရဲ့ဘယ်ဘက်အချမ်းလေးကိုအရင်ဆွဲမယ်အပေါ်နဲ့အောက်စာဘယ်ဘက်ချမ်းဆွဲမယ်နောက်တစ်ချက်ကဒီကောင်လေးရဲ့ထိတ်လေးအတူတူလေးပဲเนาะဒီကောင်ကကျတော့ညာဘက်ခြံကိုဆွဲပါမယ် စုစုပေါင်းစုချက်က2ချက်လို့ရှိပါတယ်ဘယ်တစ်ချက်များတစ်ချက်ပေါ့နော်ဒါဆိုရင်ဒါဟဆိုတဲ့စကားလုံးလေးပါဟုတ်ပြီနောက်တစ်ခုကကြတော့ဟုဟာဟိဟိလေးရတဲ့ကျွန်တော်တို့နော်ဟာဘယ်ကနေညာကိုဒီလိုဆောင်းဆောင်းတစ်ချက်တက်မယ်ပြီးအိုက်ကောင်လေးကိုကျွန်တော်တို့ဒီမှာအပေါ်ကနေပြီးမှဒီလိုတစ်ချက်ဆင်းလာလိုက်မယ်ဒီလိုလေးပြောင်းသွားတယ်ဒါဆိုရင်ဒါဟိဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် ဟုတ်ပြီလားတစ်ခါဖူဆိုတဲ့စကားလုံးလေးကကြတော့အရှိမခုလို့ခဲ့လို့ဆွဲနေတဲ့အတိုင်းလေးပဲထပ်ပြီးဆွဲပါမယ်။ဥပမာကြောင့်ဆုပ်ချက်ကတစ်ချက်တည်းရှိတယ်။ဘေးကနေညောင်အရင်လာပြီးတော့မှညောင်ခဏလေးမေးလိုက်မယ်ပြီးအောက်လေးကိုဆင်းလိုက်မယ်ဒါလေးပေါ့နော်။ဆုပ်ချက်ကတော့တစ်ချက်တည်းဆွဲရမှာပေါ့နော်ဖူဆိုတဲ့စကားလုံးလေး။ပြီးတော့ခုကတော့ hey ဆိုတဲ့စကားလုံးလေးပေါ့နော်။ ha he who hey hey လေးကတော့ကျွန်တော်တို့ he ကနာရောကတာကနာရောပုံစံအတူတူလေးပါပဲ။လူမွေးလာတဲ့အောက်ကိုဆွဲချတယ်။ဟာ hey ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ ပြီးရင်နောက်တစ်ခုတော့ဟိုဆိုတဲ့သက္ကလုံလေးပေါ့နော်ဟိုဆိုတဲ့သက္ကလုံလေးကကြတော့လေရနေညာကိုတစ်ချက်ဆွဲမယ်ပြီးအလဲကောင်ကနေပြီးတော့ထက်ချမယ်ဖုတ်ချက်အခက်လေးတစ်ချက်ပါမယ်ပြီးရင်အာဘေးတစ်ချက်ညာတစ်ချက်ဆွဲမယ်အဲ့မှာဒတိထားမှာကြတော့ကျွန်တော်တို့နော်အာဒီကောင်ကဒီဝိုင်းလေးကဒီမဆွဲအချက်လေးကမထိသွားမထိဘူးနော်ဟုတ်ပြီ။ဘာမှမထိဘဲနဲ့ဆွဲပေးရမှာဟာမျိုးလေးဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီကောင်ကဟိုးဆွဲတဲ့မျိုးလေးဖြစ်ပါတယ်။ ဟုတ်ပြီနောက်တစ်ခုကကျတော့မမိမူမေမိုဆိုတဲ့စကားလုံးလေးရေးသားပါမယ်မလေးကိုဆိုတဲ့အခါမှာကျတော့ဘေးကနေညာတစ်ချက်ဆွဲမယ်ဘောင်းဒူရိုးစ်အလေးကောင်းတော့ပြန်လာမယ်တစ်ချက်ပြုရှင်ဒီကောင်ကအပိတ်လေးနောက်တစ်ချက်ဆွဲလိုက်မယ်ဒါဆိုရင်မဆိုတဲ့စကားလုံးလေးဖြစ်သွားပါပြီဟုတ်ပြီနောက်တစ်ခုကမိမိလေးဆိုတဲ့အခါမှာကျတော့ကျွန်တော်တို့နော်အပေါ်ကနေအောက်ပေါ့နော်ဆောင်းဆောင်းလေး၃ချက်တညီရေးဆွဲအောင်လေတစ်ချက်နှစ်ချက်၃ချက် ။ဒါဆိုလို့ရှင်တော့ meet ဆိုတဲ့စကားလုံးလေးဖြစ်သွားပါပြီ။ဟောပြီးနောက်တစ်ခုက mu mu လေးဆွဲတဲ့ခါမှာကျတော့ကျွန်တော်တို့နော်ဆွဲမှဒီနော် down chain ပုံစံမျိုးလေးရှင်ဆွဲလိုက်မယ်ပေါ့နော်။ဆွဲမယ်ဆိုရင်ဒီလိုမျိုးလာတယ်ဒါမျိုးတက်လာရဲ့ဒါ down chain ဆိုတာလေးတစ်ချက်ဆွဲလိုက်ရဲ့။ pin အကောင်လေးဒီမှာအပိတ်လေးတစ်ချက်ဆွဲရတယ်။ဒါဆိုရင်တော့ mu ဆိုတဲ့စကားလုံးလေးပေါ့နော်။ပြီးမဲ့ဆိုတဲ့စကားလုံးလေးကကြတော့အော်ဆော့ဆော့ကတိထားတဲ့노လေးပေါ့노လေးကိုအရင်ဆွဲမယ်။ဒါနီးနုနေနေ노လေးက နော်အပေါ်ကနေအောက်ကိုလာတဲ့ဟာဘယ်ဘက်ကိုဆောင်းထားရောနော်တစ်ချက်တည်းလေးဆွဲထားတယ်နှိုးလေးပေါ့နော်အဲ့ကောင်လေးကိုသူကအလေကောင်မှာတစ်ချက်လေးကကန့်လန့်ချက်လေးပို့ပါတယ်ဆိုလို့ရှိရင်တော့သူက mate ဆိုတဲ့စကားလုံးဖြစ်သွားမယ်။ဟာမီမူမဲ mate လေးဖြစ်သွားမယ်။ဟောပြီးနောက်တစ်ခါကျတော့ mo mo လေးဆွဲတဲ့အခါမှာကျတော့အပေါ်တစ်ချက်ကနီနီလေးဆွဲမယ်။ပြီးရင်အောက်တစ်ချက်ကနော်အပေါ်တစ်ချက်တည်းနည်းနည်းလေးရှေ့သွားမယ်။ပြီးအဲ့နှစ်ခုလုံးအလေကောင်တွေပါဆွဲချမယ်။ဒီဘက်အထိဆွဲချမယ်။ဒါဆိုရှင် mo ဆိုတဲ့စကားလုံးလေးဖြစ်သွားပါပြီ။ ဟုတ်ပြီနားဆက်၃လုံးဖြစ်တယ်ရယူရှောနော်ရယူလေးဆွဲရမှာအရှိဆုံးကဟီလာကနာရလေးကကြတော့ကျွန်တော်စလို့ဆွဲထားတယ်ဒါဟီလာကနာရလေးပေါ့အဲဒီပုံစံမျိုးလေးခက်ဆန်ဆန်လေးပါပဲဒီကောင်ကတော့အချုံးလေးဖြစ်သွားမယ်ကာတာကနာနဲ့မှာကြတော့ဆွဲပြီဆိုရင်ဆောက်ချက်လေးကအချုံးလေးများတယ်ပေါ့နော်ဒါလေးနဲ့ဆွဲလိုက်လေပြီးရင်ဒီကောင်မျိုးလေးဆောက်ဆောင်တစ်ချက်လေးဆွဲချလိုက်ဒါလေးပဲဆွဲရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါကာတာကနာရဲ့ရလေးပေါ့နော်ဟုတ်ပြီနားတစ်ခုကကြတော့ယူယူလေးကကြတော့ နော်ခိုးလေးဆွဲတဲ့အတိုင်းလေးပဲအရင်ဆွဲလိုက်ရမှာပေါ့နော်ဒီကျွန်တော်ကကျွန်တော်တိကျတဲ့ခိုးလေးကကြတော့ဒါမျိုးလေးဆွဲပြမှာဒါမျိုးလေးကခိုးလေးပေါ့နော်အခုဒီမှာယူလေးကလည်းအဲ့လိုပဲပဲခိုးလေးဆွဲတဲ့ပထမတစ်ချက်နဲ့အတူတူပဲဒါမျိုးတစ်ချက်ဆွဲလိုက်တယ်ပြီးတော့နောက်အပိတ်လေးကလည်းနည်းနည်းလေးရှည်ထောက်ပါတယ်နော်ဒါဆိုလို့ကျွန်တော်ကယူဆိုတဲ့စကားလုံးလေးဖြစ်သွားပါတယ်ပြီးရင်ယော့နော်ယော့လေးကကြတော့လည်းကျွန်တော်တို့ခိုးလေးတွေနဲ့ခိုးလေးဆွဲရတယ်အတူတူပဲနော်ဆွဲမှဆိုလို့ရှိရင်ခုနကပုံစံလေးတိုင်းပဲ အပေါ်ကနေဒီမှာတစ်ချက်ဆိုရဲဒီအောက်ထီကမှဒါတစ်ချက်ပြီးရင်အလေကောင်မှတစ်ချက်ဖြတ်တယ်နောက်ဆုံးကျမှဒီမှာ အပိတ်လေးတစ်ချက်ထပ်ဖြတ်တယ်ဒါကြတော့ your ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်ဂျာယူယောရဲ့ your ဘာရီရူရဲရူလေးကကြတော့အပေါ်ကရလေးကဘာလေးတစ်ချက်ဆွဲမယ်ပြီးလို့ချင်းကျွန်တော်ဒီအောက်မှာဘာလေးထည့်လိုက်လဲဆိုရင်ခုနကဟာဟီဖူလေးနော်နော်တိထားတဲ့ဖူလေးအဲဖူလေးကိုဒီလိုမျိုးလေးဆွဲချလိုက်နော်ဒါဆိုရင်တော့ဒီကောင်ကစကလုံးကြီးကရလေးဖြစ်သွားပါပြီ ဟုတ်ပြီနောက်တစ်ခုကကျတော့ re re လေးကိုဆက်ခင်မှာထပ်ပြီးတော့ပြောချင်တာကကျတော့ဒါဟီရာကနာတော့ကျွန်တော်တို့ re လေးကကျတော့ subject အခက်လေးပါတယ်ပြီးဒီဘက်ကို verb white လေးဆွဲထားတယ်ပေါ့နော်ဒါ re ဟုတ်ပြီအဲ့ဒီခါမှာကျွန်တော်နောက်တစ်ခုကကျတော့နော်အခုဒီကနာကနာ re လေးကကျတော့ day လေးပဲလာတယ်ဟိုဘက်ကလည်း day လေးပဲလာပြန်မှာ white ချလိုက်တယ်ဒါလေးက re ဆိုတဲ့ပဲလုံးလေးပေါ့ပြီးနောက်တစ်ခုကကျတော့ root ဆိုတဲ့ကလေးလေးကကျတော့ no လေးပေါ့ဒီ version က no လေးဆွဲမယ်နော် ။ over share နေရောမှာဒီကောင်လေးရဲ့ down to လေးရတယ်တစ်ချက်ဆက်မယ်။ပြီးရင်ဒီဘက်ကိုတစ်ချက်ဆက်မယ်။ဒါလေးက root ဆိုတဲ့စကားလုံးလေးဖြစ်သွားတယ်။အဲ့တော့ break break လေးဆွဲရမှာကျတော့ခုနကဆွဲလိုက်တာ root root လေးရဲ့ basic daily တစ်ချမ်းလေးပဲကိုဆွဲရမှာပေါ့နော်။စောက်ချက်ကတော့တစ်ချက်ပဲရှိတယ်။ဒါကြတော့ break ဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်။ဟုတ်ပြီနောက်ခုကျတော့ roll လေးဆွဲမယ်။ရိုးလေးဆက်ရမှာကြတော့ခိုလေးကိုနောက်တစ်ချက်ပို့သွားတာပေါ့နော်။အဲပြောရမယ်ဆိုရင်၄တောင်ဆန်ဆန်အပွက်လေးဖြစ်သွားတယ်။ဒါလေးတစ်ချက်ဆွဲမယ်။ ပြီးလို့ရှိရင်ဒီမှာဒါလေးအပိတ်တစ်ချက်ဆက်မယ်။နောက်ဆုံးရမှာဒီလိုလေးအပိတ်လေးတစ်ချက်ဆက်လိုက်မယ်။ဒါဆိုရင်ကျွန်တော်ဒါ row ဆိုတဲ့သက်ကလောင်လေးဖြစ်သွားပါပြီ။ဟုတ်ပြီလားဒီခုကကြတော့ဟော why ရယ် wo ရယ် on ရယ်ဆိုတော့တောင်းလုံးလေးပဲကြမှာတော့တယ်။နော် why လေးကကြတော့ကျွန်တော်တို့ဒီအရှိအဆွဲနေတဲ့ဥလေးလို့ခုလေးလို့ဆွဲတဲ့ပုံစံလေးအတိုင်းလေးပဲထပ်ပြီးတော့ဆွဲရမှာပါ။နော်ဆုတ်ချက်လေးကအပေါ်ကအောက်တရားလေးတစ်ချက်လေးအသေးလေးညွှဲမယ်ပြီးလို့ရှိလို့ရှိရင်ဒီမှာကျွန်တော် food လေးဟာလို့ထပ်ထည့်လိုက်ရပါတော့ ဘာဆိုရင်ကဝအစဲစဲကျွန်တော်ဖြစ်သွားပါပြီ။ဟောပြီနောက်တစ်ခုကကြတော့ဘို့ဘို့လေးကိုဆွဲတဲ့ခါမှာကျတော့ကျွန်တော်တို့နှစ်ချက်အရင်ဆွဲမယ်တစ်ချက်နှစ်ချက်ဆွဲလိုက်တယ်ဆွဲပြီးတော့မှဒီအပေါ်ကနေလို့မှ white ပြီးတော့မှဒီဘက်ကိုဆင်းချပါကြည်ဝို့ဆိုတဲ့ကံလုံးတွေပါเนาะများသောဖြင့်ဒီမက်ကလည်းဒီလိုမျိုးတွေရေးတက်ကြတယ်เนาะဒါမှားတယ်ပေါ့เนาะပုံစံရတော့ဆင်တူအရိုးမှဖြစ်ပေမဲ့လို့အဲ့လိုမျိုးမဆွဲရပါဘူးဟောဝီနာတစ်ခုကကြတော့ on ဆိုတဲ့စကားလုံးတွေပါ ဖုန်းဆိုတဲ့ဇာတ်လမ်းလေးကတော့အပေါ်ကနေပြီးတော့မှဆောင်းဆောင်းလေးတစ်ချက်ဆွဲမယ်။ပြီးကျွန်တော်အာနော်ဒီဘက်ကနေပြီးတော့မှဒီဘက်ကိုဆွဲဆွဲချပါမှာပါ။ဒါမျိုးလေးပေါ့။ဟုတ်တစ်ချက်နှစ်ချက်ပေါ့နော်။တစ်ချက်နှစ်ချက်နဲ့ဒီကလုံးလေးဆွဲပါမှာဒါဇာတ်လမ်းလေးကဖုန်းဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ဟုတ်ပြီဒီကောင်ဆိုလို့ရှိရင်ကျွန်တော်နော်ကနာကနာ46လုံးလေးပေါ့ပြီးရပါပြီပေါ့နော်။ဒီကောင်လေးမှာလေးဆွဲလေးကိုတစ်ချက်ကျင့်ဖို့အတွက်ကို ဟာနော်ဒီမှာ file လေးနဲ့လည်းပြထားပါတယ်ဆွဲပုံဆွဲချက်ဆွဲချက်လေးမှာနော်ဆုပ်ချက်လေးဘယ်လိုရေးထားလဲဆိုတဲ့ဟာမျိုးလေးကိုလည်းပြပေးထားပါတယ်အဲ့တော့ဒီပုံစံလေးအတိုင်းလိုက်ပြီးတော့မှကျွန်တော်ဆွဲပြတဲ့ပုံစံလေးအတိုင်းကိုဒီစာရွက်လေးနဲ့တိုက်ပြီးတော့မှကြည့်ပြီးတော့မှရေးဆွဲချင်းအပြင်လည်းပါဌာကနာ၄၆လောင်းကိုကောင်းစွာရေးတတ်ပါမယ်လို့ယုံကြည်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်